ဒါကဝီတီပြုံးဝက်စွာဆွဲခေါ်နေပေါ်ချက်လေးဖြစ်တယ်ဒီနေ့ကဝင်ဆွဲတာကိုအញ្ញဝဒနာပါတဲ့လူတွေဝင်တွေအဖက်ဖက်အရရကအော်အထူးချရလောက်အဝင်ဖို့အတွက်စိတ်ဝင်စားပြီးဆိုလို့ရှင်ဒီဗီဒီယိုအဆုံးထိကြည့်ဒီနေ့က၈ရက်နေ့၃လပိုင်း2025၈ရက်နေ့မတ်လရဲ့၈ရက်နေ့ဟာငွေတွေအတကုံဝင်စေတဲ့နေ့ငွေလက်ပွင့်စေတဲ့နေ့ အရန်ကိုမှမက်ရှလာရဲ့ကံကောင်းဆုံးသောနေ့လေးလို့ပြောလို့ရပါတယ်။ကျမတို့ငွေဆွဲပညာနဲ့ပြောရဲဆိုလို့ရှိရင်ရှင်းရဲ့နေ့က abundance with တဲ့နေ့ရှင်းရဲ့နေ့မြောက်တော့ချောင်းပြီးငွေချင်းဥစ္စာရတနာပိုက်ပြီးပွတဲ့နေ့ဖြစ်တဲ့ဘယ်ကနေပွတာလဲကျမတို့နှိမ့်ပေါင်းရာထောင်သိန်းသန်းချီကပြုလို့ခဲ့သမျှတော့ကုစုဥစ္စာရတနာတိုက်တကားကြီးကိုကျမတို့ဖွင့်လှစ်လာခဲ့တာ day 1 day 3 day 2 day 3 day 4 day 5 day 6 day 7 ဒေးအိတ်ရှင်းရမြောက်တော့နေကြလို့ရှင်ရင်ကျမတို့ကနှစ်ပေါင်းရထောင်သေးတန်းချီကပြုတ်လုခဲ့တဲ့ဥစ္စာရတနာတိုက်တကားကြီးဖွေးတဲ့နေဖြစ်တယ်အဲ့ဒီလာမာမာထူးထူးခြားခြားရှင်းရနေနဲ့ကလည်းဆုံနေပြီးလို့ရှင်ရင်ငွေလက်ပွေးစေတဲ့နေနဲ့လည်းဆုံနေထူးခြားမှုတွေတိုက်ဆိုင်မှုတွေအများများတဲ့အတွက်ရှင်းရ တခု၈ရက်နေ့ကအရန်ပေါ်မှာငွေလာပွဲစီတဲ့နေ့မှာငွေကိုအဖကိုဆွဲခေါ်ပေးတဲ့အရာကခရမ်းရောင်ဖြစ်ပါတယ်။ဥစ္စာတနာငွေကြေးကိုဆွဲခေါ်ပေးတာခရမ်းရောင်ပါ။ဒီနေ့မှာပိုက်ဆံအစဲရောင်ပိုက်ဆံလေးမှာဒီခရမ်းရောင်ဖဲပြားလေးဖြစ်စေခရမ်းရောင်အဝတ်စလေးနဲ့ပဲဖြစ်စေခရမ်းရောင်ကြောက်လေးတင်လို့ပဲဖြစ်စေငွေဆွဲခေါ်တဲ့အခါကြားလို့ရှိရင်ပိုက်ဆံအရန်ဝင်စေပါတယ်။ ီပတ်စံလေးပေါ်မှာဘာရေးရမလဲဆိုတဲ့အခါကျတော့ဒီလအတွေ့ကိုကတသိန်းပဲလဆောင်ဝင်ငွေရှိတယ်ဆိုလို့ရှိရင်ဒီလအတွက်ငွေ3သိန်းဝင်လာပါစေဆိုပြီးတော့ရေးရမယ် fee who fee who fee who ငွေ3သိန်းဝင်လာပါစေဆိုပြီးတော့ဒီစာရွက်လေးမှာရေးပြီးတော့ဒီလိုခရမ်းရောင်ဒီလိုခရမ်းရောင်လေးနဲ့ပတ်ရမှာဖြစ်တယ်ဒီနေ့တနေ့သာလှုပ်လို့ရတဲ့ အရာလေးဖြစ်တဲ့အတွက်ဒီနေ့မိတဲ့သူတွေကအစမ်းကိုမှကန်ကောင်းတယ်လူတွေမှာဥစ္စာယတနာပိုက်ဆိုတာပါလာပြီးသားဖြစ်တယ်အဲ့ဒီတိုက်တကားကိုဖွင့်တတ်တဲ့သူကလွယ်လွယ်လေးနဲ့ရမယ်မဖွင့်တတ်တဲ့သူကမရဘူးပေါ့ကန်ဆိုတာကိုယ်တိုင်ပြုလုပ်ခြင်းဝိရိယလေးထားပြီးတော့ကိုယ့်အတွက်ကန်ကောင်းစေတဲ့နေ့လေးတွေကိုကိုယ်တိုင်မတွဲချက်တက်လို့ရှင်တွဲချက်တက်တဲ့သူတွေရဲ့ပြောစကားလေးနားထောင်ပြီးတော့လိုက်လုပ်တဲ့အခါမှာငွေတွေကစတော့ဘွားဆိုတာဘွားထဲကိုဝင်လာစေမှတေချာတယ် အလုံးမလုံးပဲနဲ့ပတ်ဆံရလားအလုံးမလုံးပဲနဲ့ပတ်ဆံမရဘူးပတ်ဆံရတယ်ဆိုတာအတက်ကလှုပ်လာခဲ့တဲ့အရာတွေဟာဒီနေ့ဒီရက်မှာဝေါကနဲ့တန်ကနဲ့ပွက်တာဖြစ်တဲ့အတွက်ဒီနေ့ငွေဝင်ခြင်းနဲ့ဆိုလို့ရှိရင်ဆမလှုပ်တယ်လို့ထောင်တန်နဲ့လည်းလှုပ်လို့ရတယ်နေရတန်နဲ့လည်းလှုပ်လို့ရတယ်တပေါင်းတန်နဲ့လည်းလှုပ်လို့ရတယ်ကိုဝင်ခြင်းဝင်ခြင်း